ကဲဒီမှာကဲမင်္ဂလာပါဗျဒီမှာနောက်ဆုံးတတိပီချက်24နာရီအတွင်းအတွင်းမှာလိုရမယ့်ဟာတခုခန် sharing page မှာဝေလာပါတယ်ဒါလေးကိုတစ်ချက်ကြည့်ကြည့်အောင်ကဲဒီဟာလေးပါဒီလိုမျိုးဗီဒီယိုလေးတွေကျွန်တော်အများကြီးလုပ်ပြီးဖြိုးပါတယ်ဗျဆိုတော့ပြောချင်တာကဒီကောင်တွေကတခိုးတွေ ဖြစ်ပါတယ်ဗျနော်ဒီကောင်တွေက final notice policy violation နဲ့ကျွန်တော်ရဲ့ page မှာ policy တွေစီကံတွေ ချိုးဖောက်ထားတာနောက်ဆုံးတတိပေးချက်ဖြစ်ပါတယ်တဲ့နော်ဒီမှာကြတော့သူတို့ပြောတဲ့ဟာတွေကြတော့ဒီဟာဒီတတိပေးချက်ကို24နာရီအတွင်းမှာ page ကို ပြန်လိုချင်တဲ့ဒီပြဿနာလေးကိုဖြေရှင်းချင်တယ်ဆိုလို့ရှိရင်ဒီ link ကနေသွားပါဆိုပြီးတော့သူတို့ကပြောနေတာ ျွန်တော်ဒီ link ကိုနှိပ်ပြီးတော့ကျွန်တော်ရဲ့ Facebook account ကို login ဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ page တဲ့ကျွန်တော်ရဲ့ page တွေကျွန်တော် account ထဲမှာရှိတဲ့ page အားလုံးကိုတို့ကခိုးသွားမှာဖြစ်ပါတယ်ဗျဆိုတော့ဒီလိုမျိုးလေးတွေတွေ့ရင်လုံးဝလုံးဝမယုံပါနဲ့နော်ဒီကောင်ဆိုလို့ရှိရင်သူ follower လည်းတော်တော်များနေမှာတချို့ကောင်တွေကတော့တချို့မသိတဲ့သူတွေကတော့ယုံပါနော်ဒါလေးတို့တေချာတတိထားပါဗျဒီလိုမျိုး page တွေဒီမှာနော် သူကကျွန်တော် page ကို can sharing ကို recommend ပေးပြီးတော့တရေပေးတာပေါ့သူများဟာတွေလည်းအများကြီးရှိလိမ့်မယ်ဒီထဲမှာအဲဒီမှာသူဒီစာတစ်ခုတည်းကိုပဲသူကတင်မှာ ဒေတာတစ်ခုတည်းကိုတင်ပြီးတော့ page အများကြီးကိုသူကခိုးမှာခိုးဖို့စူးစမ်းနေတယ်ဒီဟာလေးကိုကျွန်တော်ကအဲတတိမထားမိပဲနဲ့တေချာအဲမဖက်ကြည့်ပဲနဲ့လုံးလိုက်မိတယ်ဆိုလို့ရှိရင်ကျွန်တော်စူးစမ်းပန်းစားလုပ်ထားတဲ့ page ကိုအလကားဖြစ်သွားမှာဖြစ်ပါတယ်နော်ဒီဟာလေးတသူခိုးထားတာဖြစ်မယ်ဗျခိုးထားတဲ့ခိုး page ဖြစ်လောက်တယ်ဗျမဖြစ်လောက်လဲဆိုတော့ဒီမှာဒီသူ့ရဲ့ page နာမည်နဲ့ဒီမှာသူနော်ဒီမှာလဲ Instagram account တစ်ခုချိန်ထားတာရှိတယ်။ဒါလေးတစ်ချက်ကြည့်ကြည့်အောင်။အဲဒီကောင်မနော်။ဒါပေမဲ့ဒီကျွန်တော်ထင်တာတော့ဒီကောင်မရဲ့ဒီ main key ရဲ့ account ကိုသူ့ရဲ့ page ကိုအဲ့ဒီကောင်ကဒီတခိုးတွေကခိုးသွားတာတင်တယ်ခိုးသွားပြီးတော့ page နာမည်ပြောင်းထားတာတင်တယ် တစ်ချက်ကြည့်ကြည့်အောင်သူ့ရဲ့ page နာမည်ကဘယ်နှခါပြောင်းပြောင်းပြီးပြီလဲပေါ့ဟေးဒီမှာနော်သူတို့ကဒီနာမည်ကနေဒီနာမည်ကိုပြောင်းသွားတာဒါတော့ခိုးတဲ့ page ပေါ့ဒီမှာ admin လဲကြည့်လဲဟို admin တွေအများကြီးပဲဒီမှာစွီဒင်ကတယောက်ရှိတယ်အိန္ဒိယမှာတယောက်ရှိတယ်အက်စတိုနီမှာတယောက်ရှိတယ်ပါကစ္စတန်မှာ35ယောက်တောင်ရှိတယ်ဒီ page ကတော့တကယ် အခိုးတွေစုပေါင်းတဲ့နေရာပဲဖြစ်နိုင်တယ်เนาะဒီမှာတေချာကြည့်ပါဗျဒီမှာအမင်းက35ရောက်တောင်ရှိတယ်ဒီ page ကိုသူခိုးသူတို့ခိုးသွားပြီးတော့ဒီနာမည်ကိုပြောင်းသွားတာเนาะဒီလိုမျိုးတွေကိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်အလွယ်ကူဆုံးနီလန်းက block ပြရမယ်အဲ့ဒါတော့အကောင်းဆုံးနီလန်းပဲနော်ဒီလိုမျိုးဗီဒီယိုလေးတွေကျွန်တော်အမြဲတမ်းတင်ပေးနေတာတွေရှိပါတယ်ဗျ ျွန်တော်ရဲ့ page တဲမှာလည်းရှိတယ်ဒီလိုအခြေအနေတွေကိုကျွန်တော်ကဂယုမဆိုင်ဘဲနဲ့ဒီစာလေးကိုတေချာဖတ်ပြီးတော့စာလေးကိုပဲဖတ်ပြီးတော့လုံလိုက်မိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ page တွေအခိုးခံရမှာဖြစ်ပါတယ်ဆိုတော့အားလုံးဂယုဆိုင်ကြပါဒီလိုမျိုး video လေးတွေရှိရင်လည်းအဲဒီလိုမျိုးခိုးတဲ့အကောင့်တွေအများကြီးရှိတယ်ကျွန်တော်ရဲ့ page တဲမှာကျွန်တော်တင်ပေးထားတဲ့ဗီဒီယိုတွေလည်းအများကြီးရှိတယ်အဲ့ဒါလေးတွေကိုလီလာပါတေချာလုပ်ပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျာ အားလုံးကိုကျေးဇူးတင်ပါတယ်